အားလုံးပဲမင်္ဂလာပါ။လာမယ့်စနေနေ့မှာထိုင်းနိုင်ငံလုံမနီကွင်းကြီးမှာကျင်းပပြုလုပ်မယ့်လုံမနီစူပါဖိုက်မွေထိုင်းပွဲတိုင်ပွဲမှာ FedEx ဂျင်မှာလက်ကျင်းနေတဲ့မြန်မာဖိုက်တာ ကျော်စွာဝင်းက ထိုင်းဖိုက်တာနဲ့ထိုးတက်ရမှာပါ။ဒီပြိုင်ပွဲမှာကျော်စွာဝင်းရဲ့ပွဲနဲ့တူမြန်မာကိုစားပြုဖိုက်တာနူရဲ့ပွဲစဉ်ပါပါဝင်လာပါတယ်။ကျော်စွာဝင်းကပွဲစဉ်နှစ်မှာ Time Fighter background chain နဲ့ 140နှစ်ပေါင်နှမ်းမှာထိုးတက်ရမှာပါဒါဟာနမကြီးဖက်တက်ဂျင်မှာလက်ကျင်ပြီးရဲ့နောက်ကျော်စွာဝင်းရဲ့ပထမဆုံးဝေထိုင်းပွဲပွဲဥထွက်ပါကျော်စွာဝင်းနေနဲ့ပွဲဥထွက်အပွင့်လာမလားစောင့်ကြည့်သွားရမှာပါစောပိုင်းလုံးကကျော်စွာဝင်းရဲ့မွေထိုင်းပထမဦးဆုံးပွဲကိုဝမ်ချမ်ပီယံရှစ်မှာထိုးတက်ရတော့မယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ကျော်စွာဝင်းရဲ့အသေးစားတိုင်ရာကြောင့် ဝမ်ပွဲဦးထွက်ကိုထိုးခွင့်မရလိုက်ပါဘူးကျော်စော်ဝင်းရဲ့သေးစားတန်ရဟာအခုတော့ပျောက်ကင်းသွားပြီဖြစ်ပြီးတော့ဝမ်ချမ်ပီယံရှစ်ပွဲဦးထွက်ကိုလာမယ့်နှစ်စပိုင်းမှာသာထိုးတက်ရတော့မှာပါဒါကြောင့်ကြားထဲမှာအချိန်တွေအများကြီးကြံသေးတာမလို့ Fedex Gym ကပွဲဝေးနေတဲ့မြန်မာ Fighter ကျော်စော်ဝင်းကိုလက်ရည်သွေးတဲ့သဘောနဲ့ဝင်ထိုးခိုင်းခဲ့တာပါ Fedex Gym လို့ကဘာကျော် Gym ကြီးမှာလက်ချင်းဝင်ရနေတဲ့ကျော်စော်ဝင်းရဲ့မွေထိုင်းပွဲဦးထွက်လက်ရည်ကို ြန်မာပြည်သက်တွေအကဲခတ်ကြိရှိခွင့်ရမယ်ပွဲစဉ်တပွဲဖြစ်နေမှာပါမြန်မာရွေးရလက်ဝဲမှာထိတ်တန့်ဖိုက်တာဖြစ်ခဲ့တဲ့ကျော်စွာဝင်းဘလော့တီတိုးတက်မှုရှိလေဒီပွဲစဉ်မှာဘလော့တီလှုပ်ပြနိုင်မလဲဆိုတာစိတ်ဝင်စားစောင့်ကြည့်သွားရမှာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်